ဝေကြီးကတော့ဘလို့အလေလိုက်ရမယ်ပြောနေတော့တိန်နဲ့ရလို့လှိနေတဲ့တိရှိရစီသွားပါတယ် လန်ကြီးတို့ကရှင်မိတ်ဆာတွေကိုတိုက်ခိုက်ဖို့ရောက်နေတာဖြစ်ပြီးဝေကြီးတို့ကပါအတူခေါ်လာတာဖြစ်ပါတယ်။ဝေကြီးဆောင်ကန်းနေတော့သူစည်းလာတဲ့လေကချင်းချင်းနဲ့တိုက်မလို့တက်ဆနာတက်မလို့ဖြစ်နေတော့ဟွန်ကြီးကဝန်တာပေးနေရပါတယ်။အဲ့အချိန်ရေတရဲရုပ်တရတိုက်ခိုက်လို့ရေတရဲတွေကိုရှင်းလင်းနေရပါတယ်။သူတို့တွေလည်းရေတရဲအတိုက်ရှိရစီတောင်းနေကြပြီးဝေကြီးကတော့ဒီကမှမကြည်မချမ်းမှုတွေနဲ့ပြည်နေလို့ရေတရဲဖြစ်လာတာဖြစ်ပြီးတရဲတွေကိုလိုက်ပန်းနေမယ်အစားဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့ပြဿနာအရင်းမြစ်ကိုရှာဖွေဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။ခဏနေရောဝေကြီးကမပြောမဆိုနဲ့လန်ကြီးရဲ့လှေကိုလှန်လိုက်ပြီးအောက်မှာရေတရဲတွေရှိနေပါတယ်။ တို့တွေလည်းရေတရဲတွေကိုရှင်းလိုက်ပြီးဝေကြီးကဘာလို့လျှောက်မှရေတရဲရှိတာသိလဲဆိုရင်လူတယောက်ပဲရှိရလေကလူနှစ်ယောက်စာမြုပ်နေလို့သိသွားတာဖြစ်ပါတယ်ခဏလေးရောရေရောက်ကနေရေအသွေးရကြောင့်တိုက်ခိုက်ခံရလို့လေရေအကုန်ပြတ်စီသွားပါတယ်ဝေကြီးတို့ကလည်းဒီကောင်ကြီးကဆွာကြည့်လို့နာကြောင့်သူတို့မနိုင်မဲသိလို့ရေရဲကြနေတဲ့လူတွေကိုပဲကယ်ဖို့လုပ်ကြပါတယ်လူတွေလက်ကနေဝေကြီးကရေအသွေးရကြောင့်ဖမ်းနာခံရရပါတယ်ဝေကြီးအဖမ်းခံနေရခြင်းမကြေရှမ်းမှုဆွာတွေကသူ့ကိုယ်တဲ့ဝန်ခံပြီးအခက်ခံရရပါတယ် Telegram မှာ Anidro 99လို့ရိုက်ချပြီးမမဝမချိလို့ရနိုင်တဲ့ Anime series အပြင်နံပါတ်ကြီး O Anime series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ် အားလုံးပြီးသွားတော့သူ့ကိုယ်လည်းမကြေချမ်းမှုစွမ်းအားတွေဘာကြောင့်ဝင်လာလဲဆိုတာစဉ်းစားများဖြစ်နေပြီရေအသူရကြောက်ကရေနစ်မှုများပြီးရေနဲ့ပိုင်တဲ့အညှိုးဆွားကြီးရဲ့နေရာမှာပဲဖြစ်ပေါ်တပိုင်ဒါပေမဲ့ဒီနေရာမှာဒီလိုအကောင်ပေါ်လာစရာမရှိတာမို့ဘာကြောင့်လဲဆိုတာစဉ်းစားကြရင်ရှီရှန်းဝမ်ခိုင်းကြောင်းဆိုတာသိလိုက်ရပါတယ်ဒီကိစ္စကြောင့်ရှီရှန်းဝမ်ခိုင်းကိုပြဿနာရှာခြင်းပဲမယ့်အခုချိန်ကသူတို့ကြီးစိုးနေတာဖြစ်တဲ့အပြင်တခြားအကြောင်းကြောင့်လည်းလျှော့လိုက်ရပါတယ် ညမမလန်ကြီးကတော့ရေသူရကိုနှိမ်နှင်းမှုအကြောင်းလေးလာနေပြီ။ဝိကြီးကတော့ထုံးစံတိုင်းအရက်ခိုးတော့တာတန်ကြီးမိသွားပါပဲ။လန်ကြီးကဝိကြီးကိုဂိုင်းစီကန်းဖောက်တာအတွက်အပြစ်သွားခံဖို့ပြောပေမဲ့ဝိကြီးကထွက်ပြေးတာကြောင့်လိုက်ပင်နှစ်ယောက်လုံးဂိုင်းပြင်ရောက်သွားပြီ။လန်ကြီးပါဂိုင်းစီကန်းကိုဖောက်မိတယ်လို့ဖြစ်သွားပါပဲ။နောက်နေ့မှာတော့ဝိကြီးစီကန်းဖောက်တာကိုတားတိုင်လိုက်ပြီးလန်ကြီးကမတော်တဆဆိုပေမဲ့သူပါအပြစ်ပေးခံပါတယ်။ဝိကြီးကလည်းလန်ကြီးအမှန်မဟုတ်တာကိုပြောပြပေမဲ့နှစ်ကောင်လုံးဖင်ဆုပ်အောင်အဓိခံလိုက်ရပြီ။လန်ကြီးကအချက်90ပို့အဓိခံလိုက်ရပါတယ်။ဝိကြီးလမ်းမှာမရှောင်နိုင်တော့လို့ကျန်းကြီးကဂုံပိုးနေရတာသူတို့တောင်းနေတဲ့လမ်းတနေရာမှာ စီးဆန်တဲ့လန်ဆရာကြီးတို့ကဝမ်ကန်ရဲ့ရုံမှမှုတွေကိုပြောနေကြပြီဝမ်ကန်လက်ဆက်ဖြစ်တဲ့ရေသူရကိုနှိမ်နှင်းဖို့လန်ဆရာကြီးကိုအကူအညီတောင်းနေရပါတယ်လန်ဆရာကြီးကလည်းလူရီရဲ့အသက်ကိုကာကွယ်ဖို့ကအဓိကဖြစ်လို့ဒီနေ့ပဲနှိမ်နှင်းဖို့ထွက်သွားမှာဖြစ်ပါတယ်မသွားခင်သူဖမ်းလာတဲ့တရေတွေရဲ့မသေးခင်ဘာဆန်နာတွေရှိခဲ့လဲဆိုတာလန်ကြီးကိုမေးခိုင်းတာဖို့ပြောခဲ့ပါတယ်လန်ကြီးကငယ်ပေမဲ့ဝိညာဉ်မင်းမြန်းတဲ့နေရာမှာကြံ့ကြံ့ပါတယ်ဆရာကြီးကဝေကြီးလုတ်တဲ့အပြစ်နဲ့လန်ကြီးဆွဲတဲ့ခံရတာကိုကြားမိရကြောင်းဝေကြီးလုတ်ကောင်မျိုးကိုတင်ရမှာစိတ်ပြက်စရာပဲလို့ပြောတဲ့အခါရှီးရှန်ကဝေကြီးကိုကပြောပေးနေပါတယ်ဆရာကြီးထွက်သွားတော့ခိုးန နာထောင်နေတဲ့ဝေကြီးတို့ကိုထွက်လာခိုင်းပြီးရှယ်ဒီခံလာရတာကိုနိုင်ပိုင်းနဲ့ပြန်ကောင်းလာမယ်နီလန်ကိုပြောပြလိုက်ပါအမှတော့လန်ကြီးကရှိနေပြီဝေကြီးကလည်းလန်ကြီးကိုအသေးစနေတော့ဆရာကြီးဖမ်းရတဲ့တရေတွေကလွတ်သွားလို့သူတို့လည်းသွားထိန်ကြပါလန်ကြီးကလည်းသူ့လက်နဲ့ဆောင်းတဲ့တရေတွေကိုထိန်နေပြီးဘာလနဲ့မှမရှိတဲ့ဝေကြီးကတော့ပြကြုံအောင်ပြင်းနေရပါပြင်းနေရင်သူနာရောက်လာတဲ့ယုံလေးတကောင်ကိုပါကယ်ခဲလိုက်ပါဝေကြီးတရေတက်တာခံရကန်ဒီတရေကရက်သွားပြီးသူ့ကိုကအလိုလိုအညိုးငွေးတက်တွေကိုစုပ်နေရကြအောင်အော်နေပါတရေကလည်းသူ့ကိုမတိုက်တော့ပဲကြော်သွားပြီးကြံကြီးလာခဲ့တဲ့ကဝေကြီးလက်ကအညိုးအငွေးတက်တွေကိုတွေ့ ွားပါတယ်။လမ်းကြီးလဲရောက်လာကတရေတွေကိုဖမ်းပြီးထွက်သွားတဲ့နောက်ကျန်းကြီးကဒီမိစ္ဆာလမ်းစဉ်ကိုတခြားသူတွေတွေ့သွားရင်ခိုင်းကနှင်ထုတ်ခံရမယ်လို့ဒေါသတကြီးနဲ့ပြောတဲ့အခါဒီလောက်ကြောက်စရာကောင်းတဲ့မိစ္ဆာလမ်းစဉ်ကိုသူထမ်းမလို့တော့ဘူးလို့ဝေကြီးကပြောပြလိုက်ပါတယ်။ လန်ဆရာကြီးကကုဆူလွန်ရဲ့အကိုင်းတီထောင်သူလန်အဲဘွားမှတ်တမ်းအကြောင်းကိုပြပြနေပြီလူတချို့ကလန်ကဘလို့ထူးခြားတဲ့ဖူးစာရှင်ရွေးခဲ့လေတိကျင်ကြောင်ပြောနေကြပါအခုကျင့်ကြံသူမင်းကလေးတွေကလည်းချက်ပြီရှိပြီလှတော့နာကြောင်စီရွန်းကိုဘသူကအရှောဆုံးထင်လဲလို့နေပါစီရွန်းလည်းဘာမှမပြောဘဲထွက်သွားပေမဲ့သူကစစ်စစ်ထားပြီးပြီမို့စစ်စစ်ထားသူကိုပဲရွေးမှလို့ပြောနေကြပါစီရွန်းကထပ်မပြောဘူးပြောတော့ခွေးကြီးကသူတို့မမနဲ့လက်ထပ်မှမပြောဘူးလားလို့မေးပါ ရနီယာကသူ့ကိုပြောအောင်လုပ်ပေးနိုင်တယ်လို့ဆော့ကပြောဆိုလိုက်တာကြောင့်ဝေးကြီးကထတီးသွား။ဂျန်ဖြစ်ပြီးနောက်ဝေးကြီးရဲ့မွေးစားအဖေကလည်းပြန်လာခေါ်သွားပြီးအိမ်ပြန်ရောက်တဲ့အခါသူ့မမကလာကြိုပါ။ဝေးကြီးကကုဆူးထဲမှာတနည်းလောက်နေရမှာဖြစ်ပေမဲ့ရင်ဖြစ်လို့ပြန်လာရတာဖြစ်ပါတယ်။မွေးစားအမေကတော့ငယ်သားလေးကိုမိစ္ဆာရင်နဲ့တက်ခိုက်ဖို့အတွက် training ဆက်ပေးနေပြီးဝေးကြီးကိုတော့တိတ်ကြည့်ဖို့မရပါဘူး။တကင်ကြီးကငယ်သားလေးအပေါ်ကျဉ်တာတက်ပေမဲ့တကင်မကတော့တင်းကြပါတယ်။ဝေးကြီးကိုလည်းကုဆူးလန့်သွားပြီးသူတို့ကိုအချက်ခွဲခဲ့တဲ့အပြင်တသက်မီနဲ့လက်ထက်မဲ့သူနဲ့လည်းရင်ဖြစ်ခဲ့လို့ပြောဆိုနေရကြောင်းမမကဝေးကြီးလိမ်မာလာတဲ့အကြောင်းလေးကိုပြောပြလိုက်လို့ တခင်မလည်းဒေါသမထွက်တော့ပဲထွက်သွားပါ යි ။ညဘက်တခင်မရှိတဲ့နေရာစီတခင်ကြီးရောက်လာပါ යි ။သူကူဆူးသွားတော့ကသူ့တမီးနဲ့ဇီရန်တို့ကတယောက်နဲ့တယောက်မရှိကြဘူးတင်လို့လက်ထပ်ပွဲကိုဖျက်သိမ်းခဲ့တဲ့အကြောင်းပြောတဲ့အခါတခင်မကဝေကြီးကိုအပြစ်တင်ပါ යි ။တခင်ကြီးကလည်းဝေကြီးနဲ့ဗာဆိုင်လို့လဲလို့ပြောတော့ဇီရန်နဲ့ရံမဖြစ်ခဲ့ရင်လက်ထပ်ပွဲပြတ်မှာမဟုတ်တယ်လို့သူ့ကိုကိုသားရင်တက်တော့မျက်နှာတာပိုပေးပြီးကိုသားရင်တက်အခုလိုပြဿနာတက်ရင်ရှင်ကူဆူးကိုဆွရှင်လိုက်တော့မှာမဟုတ်ဘူးလို့ပြင်များချင်းရဖြစ်နေတာကိုအဝေးကနေဝေကြီးကအားလုံးတွေးလိုက်ရပါ යි ။ဝေကြီးလည်းသူ့မမမင်္ဂလာပွဲသူ့ကြောင့်ပြတ်သွားလို့စိတ်မကောင်းဖြစ်သွားပြီးမမနဲ့တွေ့တဲ့ ကဝန်ထမ်းအောင်လုံးမီလို့တောင်းပန်လိုက်ပါတယ်။မမကလည်းအဆင်ပြေတာကိုပြောပြီးသူမကစီရွန်နဲ့သူ့ဘဝကိုကော်ဆိုးခြင်းတာတည်ကြပဲမယ်။တယောက်နဲ့တယောက်ကတော့မရှိကြကြအောင်ပြောပြပါပါ။ဝဲကြီးရင်ဖြစ်တာကလည်းသူမကိုမကောင်းပြောလို့ဖြစ်တာသိနေပြီ။သူ့ကိုအရှိစင်းနဲ့ရှင်းမဲ့ယောက်ျားမျိုးကိုရှာပြီးအဲ့လူနဲ့အတူတူသူ့တစ်ဘဝလုံးကိုအရှင်ဖြုံးခြင်းတာကိုပြောပြနေပါတယ်။တနေ့ကြပြီးနောက်မှာတော့ဝဲကြီးငှက်ဖမ်းပြီးပြန်လာ။ကြမ်းကြီးပြန်ရောက်လာတာကိုတွေ့လို့တတ်နှုတ်ဆက်ပါတယ်။ကြမ်းကြီးကိုမကြခင်ကျင်းမာတော့မဲ့ချစ်ချက်လူများညီလာခံမှာပထမဆုံးပြန်ပွဲကညှပ်ပြန်ပွဲဖြစ်ပြီးပြန်ပွဲနေရာကတော့ဝမ်ကိုင်းရဲ့ညမန်းညုံမှာဖြစ်ကြောင်ပြောပြနေပါတယ်။